TikTok ကနေပြီးတော့ဗီဒီယိုတင်လို့ရှိလို့ရှိရင်ပတ်စံရတဲ့ဟာလေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့အရင်ဆုံးဟိုပြောရမယ်ဆိုလို့ရှိရင်တော့ဒါ monetization လို့ခေါ်တာပေါ့เนาะ TikTok monetization ပေါ့နော်ဟိုကျွန်တော်တို့ TikTok မှာတော့ Creator Reward Program လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တို့ကဘယ်ကနေဘယ်လိုသွားကြည့်ရမလဲဆိုတော့နံပါတ်1ချက်ကကျွန်တော်တို့ကနိုင်ငံကဒီ TikTok ကနေပြီးတော့ကျွန်တော်ပတ်စံရှာခွင့်ပေးထားတဲ့နိုင်ငံကိုယ့်ရဲ့ account region ဖြစ်ရမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကြည့်ဖို့အတွက်ကျွန်တော်တို့ကဒီ ်ငင်းချောင်းလေး၃ခုကိုကျွန်တော်တို့နှိပ်လိုက်နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ setting and privacy ဆိုတဲ့ဟာလေးကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ account ကိုကိုကကြည့်မယ်ပေါ့နော်ကိုယ့်ရဲ့ account ကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ account ရဲ့ information ဆိုတာလေးကိုကျွန်တော်ဆက်ဝင်လိုက်ပါနော် ဝင်လိုက်တဲ့အခါကျရင်ဒီနေရာမှာက TikTok ကပေးထားတဲ့ကျွန်တော်တို့ region ဖြစ်နေရမယ်ပေါ့နော်နိုင်ငံဖြစ်နေရမယ်ပေါ့အခုဂျပန်ဆိုလို့ရှိရင်တော့ရတယ်เนาะဂျပန်တို့ US တို့ UK တို့ Brazil တို့ Korea တို့အဲ့ဒါတွေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပတ်စံရှာလို့ရတယ်ပတ်စံရှာလို့ရတဲ့အတွက်ကြောင့်ကျွန်တော်ပြန်ထွက်လိုက်မယ်သူ့ရဲ့စီမင်းစီကန်စီကန်ချက်လေးတွေရတော့ရှိတယ်เนาะ criteria လို့ခေါ်တာပေါ့အရေးချင်းပြည့်မီချက်လို့ခေါ်တာပေါ့နော် ဲ့တော့အရေးချင်းပြည့်မီချက်ကိုကျွန်တော်တို့ကဘယ်ကနေဘယ်လိုသိအောင်လို့တွားကြည့်ရမလဲဆိုရင်ဒီ TikTok Studio ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ခဏတော့စောင့်နော်အဲဒီလိုမျိုးလေးကြလာမယ်နော်ကြလာလို့ရှိလို့ရှိရင်ဒီမှာမိတ်ဆွေတို့ကဒီနေရာလေးမှာဒီလိုမျိုးလေးပေါ်နေလိမ့်မယ်နော်ဒီဘက်ကဟာကကျွန်တော်တို့ ဒီဘက်ကဟာကကြတော့ဒါ market place နဲ့ဆိုင်တာ creator market place နဲ့ဆိုင်တာအဲ့ဒီကောင်ကိုကျွန်တော်မပြောသေးဘူးเนาะနောက်ရက်မှကျွန်တော်ဆက်ပြောပြပေးမယ်เนาะဒီကောင် အခုလောလောဆယ် creator reward program ဆိုတော့ကျွန်တော်တို့ monetize ပေါ့เนาะ monetize ရတဲ့ video တွေတင်လို့ရှိရင် monetize ရတဲ့ဟာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီကိုဝင်လိုက်မယ်เนาะနှိပ်ပြီးတော့ဝင်လိုက်တဲ့အခါကျရင်เนาะဒီမှာသူကအရေးချင်းသတ်မှတ်ချက်ဆိုတာရှိတယ် နော်ဒီမှာလည်းသူရေးပေးတာ you are so close to joining ဆိုပြီးတော့နော် creator reward program လို့ခေါ်တယ်နော် TikTok မှာကြတော့နော်အဲ့တော့ကျွန်တော်တို့ဒီမှာသူကဘာကိုကျွန်တော်တို့ကပြည့်မီအောင်လုပ်ပေးရမလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကျွန်တော်တို့ account ဖွင့်ထားတဲ့လူရဲ့အဲ့ဒီ birthday date က18နှစ်ကျော်ရမယ်အသက်18နှစ်ကျော်ရမယ်ပေါ့နော်နောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ကဒီမှာ 10k follower လူ1000ပေါ့ကိုယ့်ရဲ့ account ကိုလူ1000 follower လုပ်ထားရမယ်ပေါ့ နော်နောက်ထပ်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီမှာ half at least ပေါ့နော် half half a ရောမပေါ့နော် half at least uh, 100k ပေါ့နော် video view ဆိုတော့အဲ view တသိန်းပေါ့နော်ကျွန်တော်တို့ရဲ့ဒီတလအတွင်းမှာသူက30 day တဲ့နော် less 30 day လို့ခေါ်တယ်နော် less 30 day ပြောထားတဲ့အတွက်ကြောင့်ဒီတလအတွင်းမှာပေါ့နော်ကိုယ့်ရဲ့ view ကကိုယ့်ကိုကြည့်ရှုတဲ့သူရဲ့ view ကလူပေါင်းတသိန်းရှိရမယ်နော် view တသိန်းရှိရမယ်ပေါ့ เนาะအဲ့လို view တသိန်းရလာတဲ့အခါကျလို့ရှင်ဒီအောက်ကเนาะအဲ့မှာ join program ဆိုပြီးတော့ပေါ်လာလိမ့်မယ်เนาะတယောက်နဲ့တယောက်တော့ region နေသားရတူမှာမဟုတ်ဘူးเนาะအ join ပုံမှန်အဖြစ်ကတော့ join လို့ပေါ်တယ်เนาะ sign တက်လဲပေါ်ခြင်းပေါ်မှာပေါ့เนาะအဲ့တော့အဲ့လိုမျိုးပေါ်လာတတ်တယ်เนาะပေါ်လာတဲ့အခါကျလို့ရှင်ကျွန်တော်တို့ကအဲ့ကောင်လေးကိုနှိပ်ပြီးတော့ရှောက်လိုက်လို့ရှင်အဲသူက2 day or 1 week အထိသူတုံးတက်တယ်ကိုယ့်ရဲ့ contact တွေက သူတို့ပေးမဲ့ဥစ္စာပေါ့နော်သူတို့ပေးမဲ့ဟိုဥစ္စာ ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုသူတို့ approve ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုတင်ပတ်စံနေဝင်လာလိမ့်မယ်ပေါ့နော်အဲ့မှာရှင်းပြခြင်းတဲ့တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကဗီဒီယိုကိုတင်တဲ့အခါကျရင်ဒီ creator reward program ဆိုတဲ့ကျွန်တော်တို့ monetize ရဖို့အတွက်တင်တဲ့အခါကျလို့ရှိရင် အနည်းဆုံး10မိနစ်အထက်ဖြစ်ကြမယ်တဲ့နော်10မိနစ်အထက်ဖြစ်ကြမယ် နော်ပြီးတော့ original content တွေဖြစ်ကမယ် original content ဆိုတာကိုယ်ပိုင် content သူများဗီဒီယိုတွေယူပြီးတင်လို့မရအောင် ကိုယ့်ဘက်ကိုရိုက်ထားတဲ့ကိုယ့်အတန်နဲ့ကိုယ့်ရုပ်နဲ့ကိုယ့်ဘက်ကိုရိုက်ထားတဲ့ဗီဒီယိုတွေဖြစ်ကမယ်ပေါ့နော်အဲ့ဒါလေးတွေအရေးကြီးပါတယ်နော်ဒီထက်ပိုပြီးတော့လည်းနည်းနည်းဟိုအစလေးတို့ကျွန်တော် now video တွေမှာရှင်းပြပေးပါမယ်နော် ဒီဗီဒီယိုလေးကတော့ဒါဟိုအခုမှဆက်ဆက်လုပ်မဲ့မသိသေးတဲ့သူတွေအတွက်ကိုကျွန်တော်ရည်ရွယ်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်နော်ဗီဒီယိုတွေအရင်ရှိအဲမိနစ်တွေအရင်ရှိမှဆိုလို့ဒီဗီဒီယိုလေးကိုတော့ကျွန်တော်ဒီနားမှာဖြတ်လိုက်ပါမယ်နော်အားလုံးစင်ပြေကြပါစေခင်ဗျာ